ပါဝင်ရုပ်ရှင်စုပေါင်း64စုရရှိထားပြီးပြသချိန်3နာရီခွဲခန့်ရှိတဲ့ဒီရုပ်ရှင်ကိုအားပေးကြည့်ရှုနေရသူတွေဇလန်းအဆက်မပြတ်အောင်တည့်တဲနှစ်ပိုင်းခွဲတင်ထားတဲ့ထဲကအခုကြည့်နေတာကတော့73ပိုင်းပါနော်ဘယ်မှာပိုင်းမကြည့်ရသေးရင်အရင်ကြည့်ဖို့တိုက်တွန်းပါရစေ ဇလန်ကိုဆက်ရရင်ယထာမတော်တဆမှုကြောင့်တထဲကြီးလက်စလိုကစောင်းလေလုပ်ငန်းကိုရက်လိုက်တဲ့အခါလက်စလိုတို့မှာနေစရာစားစရာဘွားအမခန့်ချက်ရုတ်တရက်ပြောက်သွားပါတယ်လက်စလိုကဂေါ်ရန်ကိုတောင်းပန်ပြီးတခြားလုပ်မရသေးခင်ကုန်ကျစရိတ်တချို့သူစိုက်ပေးမယ်လို့ပြောပေမဲ့ဂေါ်ရန်ကမရှိဘူးဒါလက်စလိုရဲ့အပားမှမဟုတ်ပဲဆိတ်ရှုပ်လာတဲ့လက်စလိုကသူတို့တုံးခဲ့မှုတဲ့ဆေးရှိသွားလို့ပြီးတော့ဂေါ်ရန်ကစိတ်ဖြက်လိုက်တာကြာပြီတဲ့ပျော်လင့်ချက်ကင်းမဲ့ဂေါ်ရန်လက်စလိုကအိမ်တန်းဟုတ်တော့သူ့ဒီဇိုင်းတွေကိုဆွဲပြဲ drawing င်းခုံနေကူပါမှောက်လန်တောင်းကျက်နေတော့ရိုဆက်ကလာထားတယ်ဟာရီဆန်စီကိုပြန်သွားပြီးစိတ်တက်တက်ကြွအောင်ပြန်လုပေးလိုက်တဲ့ဒေါသကအမမှန်ကူမခွဲကြနိုင်လက်စနိုကထွက်တွေ့ပြီးညှိရမယ်ဆောင်အိမ်ပေါ်ကနေစင်းဖို့ပဲစွန့်ခဲလိုက်ပါတယ်အချင်းနေကုန်လုံးသွားပြီး1958ခုနှစ်ကူရောက်လာတယ်ဒီအချိန်မှာတချင်ကပြိုင်ဘက်ဒီဇိုင်နာမိုက်ကယ်ဆင်ဆန်ကနယူးယောက်ကိုရောက်လာပြီးတခြားကုမ္ပဏီတစ်ခုမှဘဝတစ်ခုပြန်လဲတည်ဆောက်နေတဲ့လက်စနိုကိုပြန်လာရှာတယ် ရက်စလိုတို့မိသားစုညသာစားချိန်မှာစကားပြန်ပြောတဲ့ဦးနာမကအိမ်တော်မှာကြာနေတဲ့ဆိုဖီယာကသူတို့လင်မယားဂျေရုဆလမ်ကိုသွားတော့မယ်သူတို့ရင်သွေးရှိလာတော့မှာမို့ကလေးကိုဂျူဘာသာဝင်ပတ်ဝန်းကျင်မှာပဲကြီးပြည့်စေလိုတယ်လို့ယင်ဖွင့်တယ်အမေရိကမှာနေတာကအလောက်ခိုင်မတည်ငြိမ်တာကလည်းတမောက်ဆိုဖီယာသူ့ရဲ့စီစဉ်သူကိုပြောပြတော့လက်စလိုကသူ့တရင်ထူးကိုပြောပြတယ်သူ့ကိုဟာရီဆန်ကပြန်ခေါ်နေပြီအကောင်းဆုံးချုပ်သားရွေးဖို့ရုံးကိုလိုက်ခဲ့ဖို့ကမ်းလှမ်းထားတဲ့အကြောင်းဖွင့်ပြောလိုက်တယ်အရိုဆက်ကတော့အဲ့ဒီလူကိုဖယ် ယ်တုန်းကမှသူသဘောမကျခဲ့မထင်ရင်မထင်သလိုလူတွေကိုကန်ထုတ်နေတဲ့သူအဲ့ဒီလိုပေးထားတာကသူ့မိဘကြောင့်ဈေးလောက်ပဲရှိတယ်တဲ့ဆိုဖီယာကလည်းဦးလေးကတတလုံးထားခဲ့တာမှမဟုတ်တာဂါရဲ့ဘဲခီးသွားမှာပါသူလည်းလာလဲမှာစိတ်ချလို့ပြောပြလိုက်တော့နောက်ဆုံးမှာအရိုးဆက်ကဒီလောက်ကြောင့်ရှင်မယူသွားစေနဲ့လို့ဂရီတောင်းလိုက်တယ် ရှင်နဲ့ငယ်ကြပြီးတဲ့နောက်မှာလက်စလူဟာအီတလီမှာဟာရီဆန်ပြင်အလုပ်ရဲဆွတ်တဲ့ဟောင်းအရိုက်ဆိုရုနဲ့တွေ့ပြီးစစ်ချင်းကြောင်မန်းကိုတွားကြည့်ကြောက်သားရေးသွေးကိုတိတ်သဘောကျနေကြတယ်အလုပ်ကိစ္စပြီးတော့ရဆိုကသူတို့ကိုလှိုင်ကောင်းတွေထဲကပါတီဝဲတစ်ခုခေါ်သွားတယ်အရင်မူးနေတဲ့လက်စလူကို အမျိုးသမီးတူကအထုခပြီးဖျားယောင်းနေတယ်သူတို့ရေမောက်ခခုံပြီးနမ်းမိကန်နေကြမှာဟာရီဆန်ကြည့်နေတာကိုလက်စလူပြစ်ထားမိပြီးကာဘောကန်ဒီထွက်သွားပါတယ်သူ့လိုပဲအရင်မူးနေတဲ့ဟာရီဆန်ကလှိုင်ကောင်းတွေနဲ့ ်လစ်စလိုကိုလိုက်ရှာပြီးအိမ်ပြန်ဖို့အော်ခေါ်နေတယ်။ကျောင်းတကျောင်းမှာဖိန်ထုတ်ပြီးမှိတ်နေတဲ့လစ်စလိုတွေ့တော့မင်းတို့မျိုးတွေတွေကဒီလိုဖြစ်နေတာပိတ်နှမျောကိုကောင်းနေတယ်။မင်းတို့ကောင်းတွေကလူတွေရောလောရဲ့ဖြစ်တဲ့ခိုင်ရအောင်လုပ်နေတာပဲ။လက်ကျော့တက်အောင်မနေရင်ဘလို့လို့လူလေးစားမလဲ။ခါခိုင်ကြောတဲ့နဲ့ပြောနေတဲ့ဟာရီဆန်အရက်ချိန်နဲ့ပြောရင်းဆိုရင် ေါသနဲ့ရာဂဆွတ်လာလေအဲ့ဒီနောက်တော့ကောင်းကောင်းမထိုင်နိုင်တော့စေမှုနေတဲ့ list လို့ကိုမင်းကိုပင်ဘာထင်နေသလဲပညာတတ်ရုံနဲ့အလုံးထက်သားရဲ့ချင်းနေသလားမင်းကနင့်ငယ်လေးသက်သက်ပဲလို့ပြောရင်အနောက်ကနေအာရမပြည့်ချင်လိုက်ပါတော့တယ် နောက်နေ့မှသူတို့လိုင်ကူကနေထွက်အင်းကိုပြန်ဖြစ်ကြတယ်ဟာရီဆန်ကမင်းမနေ့ကလာကြတော့မူးနေတယ်ကွာလို့မသိတယ်လို့လုပ်နေတယ်လက်စလိုကလည်းရှက်စိတ်နဲ့မနေ့ညကသူဘလောက်ခါရပြင်းချင်ခံခဲ့ရတော့ဘူးမသိတယ်လို့လုပ်ပြီးရင်ကုန်နှုတ်ပိတ်နေလိုက်ပါတယ် လာတော့တန်းကြလာတဲ့နှစ်မြ။ဖီလာဒဲဗီးယားကဆောက်လေရလူငန်းတွေပြန်လဲအသက်ဝင်လာတဲ့အရိုဆက်ကဆိုဖီယာကိုစာရေးပြီးလက်စလိုကသူ့လူလင်များတော့ငွေတချို့ပို့ခိုင်းလို့စာနဲ့တူငွေပါထည့်လိုက်တဲ့အကြောင်းဒီမှာတော့လက်စလိုကလုံထက်ဆွေးမြုပ်ထားလို့သူ့မှာပို့ပြီးထိကျန်နေရတယ်။ငါနဲ့လက်ထပ်ထားတဲ့သူကငါမဖွင့်တတ်တဲ့တော့နဲ့သူ့နှလုံးသားကိုတော့ခတ်လိုက်ပြီတဲ့။နေဦးလေကတရားပွဲလဲမလာတော့သူစောင့်နေတဲ့ဘီတူကထဲမှာသူတယောက်တည်းကိုးပွေတဲ့ဖခင်အကြောင်းရှိနေတယ်လို့ပဲတဲ့။တကယ်တမ်းလက်စလိုဟာသူ့စိတ်ကျဲမ မကြီးထိခိုက်တဲ့အထိဖိသူကားထဲမှာစိတ်နှစ်ထားတယ်။တရက်သူချစ်ခင်ရတဲ့ဇနီးဂေါ်ဒန်ကိုဖော်ခေါ်လာပြီးလာလေချင်းမှာလက်စလူကသူ့မျက်စိထဲမှာတွေ့တဲ့အလုပ်သမားတယောက်ကို"အော်ဟစ်ဆဲဆိုနေချင်း"ရိုဆက်ကအဲ့ဒီလိုမဆဲရဘူးဂေါ်ဒန်ကိုသွားပြောက်ခိုင်းတဲ့အခါလက်စလူရဲ့ဒေါသဟာသူ့တငယ်ချင်းဘက်ကပြောင်းသွားပြီးခုနကကိုမနေရင်အလုပ်ထုတ်ပြမယ်လို့ကြိမ်းမောင်းတယ် လစ်လိုဟာခေါတန်ကိုတကယ်ပဲအလုပ်ထုတ်ပြလိုက်ပါရဲ့မင်းတို့ကငါ့ကိုအပျော်လုံးနေတယ်ထင်သလားဆိုပြီးချိန်မောင်းလင်အခုမှရောက်လာတဲ့သူမင်းမကလည်းအိမ်ပြန်ဖို့ဝတ်လုပ်တယ် စိတ်ဖိစီးနေတဲ့လက်စလိုကိုကုကြစီအစီအစဉ်ခန်းကစားအကြောင်းဆွေးနွေးကြည့်နေမိုက်ကယ်ဆင်ဆန်ကိုလည်းသူ့သတိနောက်လိုက်ခွေဘာညာနဲ့ပြောပြီးရှောင်ဖက်ခဲ့ပေမဲ့အဲ့ဒီပြန်လာမှာတော့ဇနီးတဲကသူ့ဘော်စစ်ပြက်လာတဲ့စကားတွေကိုတော့လွတ်အောင်မပြေးနိုင်တော့ရိုးဆက်ကသူ့မျက်စိရှိမှတဲ့လက်စလိုဟာစိတ်ဆိုးလွယ်ပြီးအထကြီးတဲ့သူဖြစ်ပြောင်းလဲသွားပြီးသူဒီမာနေဖို့အကြောင်းမရှိတော့မဲအတန်ကိုပြန်သွားခြင်းပြီးတဲ့တကယ်တော့ရိုးဆက်ကကမ္ဘာဘယ်နေရာမှာမဆိုးနိုင်ငံတကာရေးရဆောင်းမရှယ်လို့လှုပ်ရှားလို့ရတဲ့သူသူ့ခင်မုံကိုချစ်တဲ့စိတ်နဲ့အမေရိ ริกาကိုလာရတာဆိုပြီးဒေါနဲ့မောလည်းပြောတယ်ဒီတော့လက်စလိုကလည်းနေကိုဝမ်းခွဲက သူမိမနဲ့ငါ့ကိုချစ်နေတယ်ဆိုပြီးဆွဆွဲတယ်ငါ့ကိုခွေးတကောင်လိုအိမ်ပေါ်ကနင်ချခဲ့တာလို့လည်းဖွင့်ပြောတယ်အထီလာတို့သမကဒီကအမေရိကန်တွေကသူတို့ဂျူးတွေကိုမလိုလားဘူးဆိုတာနှစ်ယောက်စလုံးနားလည်သွားကြတယ်အရင်ကတကောင်မှာအရိုဆက်ကိုရီလက်တွေကက်ခဲနာကျင်လုံးလို့သူတူမကိုအော်ဟဲခေါ်တယ်ဆိုဖီယာကအစ်စရေးမာလီဖေးချပါမလဲ သူ့ကိုကူညီဖို့ဆိုတာစောစောကရဖြစ်တထားတယ်သူခင်ပွန်ပဲရှိတာမလားလက်စလိုကလည်းချိန်မကန်မိလက်မကန်မိနောက်ဆုံးတော့သူထုံးနေကြမူရစ်စေးကိုထုတ်ပေးလိုက်တယ် ်ဖလေဘော်မာတို့ကရထားပေါ်ကခုံချထားတဲ့သူ့ကိုမနာကျင်ရအောင်တချို့လူတွေပေးခဲ့တဲ့ဈေးလုံပြောပြတယ်ဘိန်းတကုတ်နဲ့အရိုဆက်နာကျင်မှုတွေယာယီပြောက်ွယ်သွားတယ်အချင်းချင်းခက်ကြမ်းကြမ်းထိလေအရင်ကလူအသားကမနာကျင်ဈေးတကုတ်ရောချစ်စက်ရောပေါင်းပြီးသူတို့မေးရတာကြားနေပြီဖြစ်တယ်အိမ်တော်ရဲ့ဒုက္ခကိုတစ်ချိန်မကအချင်းချင်းချစ်ပွားဝင်ကြတယ် မိုးလင်းတော့အင်သာတက်ချင်တဲ့ရူဆက်ကူလိုက်တယ်ပဲပြီးတယောက်တည်းခဏထားတိတ်ကြလို့ခွန်တော့မပြန်တော့မှအထက်ပြန်ဝင်သွားတော့ရူဆက်ဟာအင်သာကပုတ်ပုံမှတင်ပစက်မြုပ်ထပ်ပြီးသတိလင်းနေတာတွေ့လိုက်ရတယ်လစ်လိုကဘာဖြတ်တယ်လို့ခံစားရပြီးစိတ်ယုံကူအမြန်ဖြေးရတော့တယ် အမျိုးဆက်ပြန်သတိရလာတော့သူမအားမင်းညာကဖျားသခင်နဲ့တွေ့ရတဲ့နေငါကိုဘာဆေးပေးလိုက်တာလဲလက်စလို့လို့ဖွင့်ပေးတယ်သူတို့အိယာမာတို့ကဟာရီဆန်ရဲ့အကြက်ဘက်မှုကိုခံရတယ်လို့ခရောင်ငန်နဲ့နေပြောခဲ့တာ အမှန်ပဲလားလို့လည်းမေးတယ် လစ်လော်နှုတ်ဆိတ်နေတော့ဒါရှက်စရာမဟုတ်ဘူးယောက်ျားကျမတို့ကခန္ဓာကိုယ်ပဲထိရိုက်တော့ဒီနိုင်ငံကြီးကအကုန်ဖောက်ပြန်နေတာလူတွေအစားအစာတို့အကုန်ပုတ်သွိုးနေတာသူကတော့အစ္စရေးကိုသွားတော့မယ်ဆိုဖီးယားရဲ့သမီးလေးရဲ့အဖွားဖြစ်နေသွားနေပြန်မောင်ရင်အဲ့ဒီကလေးဖွားရေးဆိုတာမြင်ဘူးမှမဟုတ်ဘူးတဲ့ခင်မွန်းတဲ့ကိုလည်းသူနဲ့အိမ်ပြန်လိုက်ခဲ့ပါတဲ့သူတို့ပြောတဲ့အိမ်ဆိုတာမွေးရံကြီးအစ္စရေးပါပဲဒီအချိန်မှာတော့လက်စလိုဟာသူ့မိမနဲ့တည်တဲ့အထိမခွဲတော့ပါဘူးလို့ခရီးပေးလိုက်ပါတော့တယ် အရိုဆက်ချမ်းမာရေးပြန်ကောင်းလာတဲ့အခါသူဟာလမ်းလျှောက်တော့အကူနဲ့ဟာရီဆန်တို့အိမ်ကိုတယောက်တည်းဝင်သွားတယ်။ဟာရီဆန်သမီးကအဲဝစ်ချီချီကျူဆိုတယ်။စွဲမှာစောင့်လေရင်နဲ့ဆိုင်တဲ့လူကြီးတွေရောက်နေပြီးလက်စလိုကိုအခုရပိုင်းပြောင်းနေတယ်လို့တမ်းမိတ်ကြတယ်။သူတုတ်ခွေးမိနေတယ်အနာယူနေတယ်ပေါ့။သူကထိုင်ဖို့နေရာပေးတော့သူကမထိုင်တခုဖြစ်နေသလားလို့မေးတော့ဟုတ်တယ်ဖြစ်နေပဲဆိုပြီးရှင်တို့လူရောမာတွေကိုပြောဖို့လာခဲ့တာအချင်းနေမကောင်းတော့မှသိလို့ဟာရီကတီးတန့်ကမှာစကားပြောဖို့တိုက်တွန်းပင်ပဲအရိုဆက်က ဒီမှာပဲပြောမယ်ရှေ့မေကလူယုံမှာမတိန်ကောင် ကျမနဲ့တော့မဟုတ်ဘူး။သူကျမယောက်ျားကိုကျူးလွန်တာလို့ပြောလိုက်တော့ဟာရီဆန်လူကုန်ထမ်းနေကြမှာမို့အဆက်ကွဲသွားတယ်။ဟာရီကလည်းဒေါ်လာထုတ်ပြီးအရိုဆက်ကိုပြုတ်တိုင်ဆွဲထုတ်တယ်။အရိုဆက်ကတော့သူ့ခင်မောပေါ်ပြုတ်ကျင့်ခဲ့တာတွေကိုဝန်ခံဖို့အော်ပြောတယ်။မဆက်တွက်ကြဘူးလားပေါ့။ဟာရီညလာစားဝဲနေကိုပြန်လာတော့ဧည့်သည်တွေကဂျီအိန်ကိုရွှန်ရှာသွားလို့လားမသိထပြန်ကြတယ်။ဟာရီတားနေတာကိုလည်းဘသူကမှလက်မခံသူ့ဖေကိုလည်းညစာစားတဲ့အခန်းထဲမှာမတွေ့တော့အဖေချစ်တဲ့ဟာရီတိမ်လုံးနဲ့ကြကြောကြောအောင်ခ ်ပြီးလိုက်ရှာတာဘယ်မှမမတွေ့နောက်တော့ ညာတွင်းချင်းလူတွေစုပြီးတောထဲတောင်ထဲထိလိုက်ရှာတာလည်းမတွေ့နောက်ဆုံးကြီးစည်းလူနေပါဖြစ်နေတဲ့အဆောက်အဦတဲ့ကိုဝင်ရှာကြတယ်ဒီတော့မှလူပြောက်ရှာကြတဲ့ဒီဇိုင်းတွေဟာဘီတူကဒီဇိုင်းကသူ့မတူအောင်ထူးခြားနေတဲ့ဆိုတော့ကိုသတိထားမိသွားတယ်လက်ရကောင်းလာလားညံ့လာလားမသိမူကွဲဖြစ်နေတာတော့သိကြတယ်ဟာရီဆန်ကိုတော့ဖေနီယာမမရှာလို့မတွေ့နေမွန်တက်ချေအလေးအောင်ကြောင့်ဖျားပလင်ထက်မှာလဝကတိန်ပုံပေါ်လာချိန်မှာလူပြောက်ရှာနေတဲ့ဒုတယောက်ကဘိုးကြီးဂျီမာတစ်ခုတွေ့ လို့လှမ်းဟော်လိုက်တယ်။ "तू ဘာတွေ့တာပါလဲ?"ဟာရီဆန်လား။"တခြားတစ်ခုကူလား။ဘာစုဘာမှမသိရ။ဟာရီဆန်တို့ဇလဟာဒီမာရင်ဖြီးဘုံကချက်ပွားပါတယ်။1980ပြည့်နှစ်လက်စလိုရဲ့ပထမဦးဆုံးဖိတူကလက်ရပြပွဲကိုဝင်းနစ်မြို့မှာကျင်းပနေတယ်။လက်ရှိအချိန်မှာလက်စလိုဟာဘင်ကော့ဘင်တက်ကလပ်ထိုင်ပေါ်ရောက်နေတယ်။ကွယ်လွန်သွားတဲ့သူချစ်စနီတုံးခဲ့တဲ့ခလထိုင်ဟုတ်မဟုတ်တော့မသိရဆိုဖီယာကအဲ့ဒီလဲကူတွန်းလို့ သူသူမီးလေးကလည်းတစ်ချိန်ကစုဖီယာရွယ်လောက်ရောက်ပြီးရုပ်ချင်းကလည်းခတ်ဆင်ဆင်ပိသက်တွေကလက်စလုံးရဲ့လက်ရာတွေကိုချီးမွမ်းနေကြစင်မှာလူလက်ပိုင်းရောက်လာတဲ့ဆိုဖီယာရှင်မြင့်ပေါ်မှာနေရယူလိုက်ပါတယ်ဆိုဖီယာက ကျမဦးလေးကရက်ဒီရက်ခိုင်မာတဲ့ပိသူကပညာရှင်တူပါတမိုင်းဝင်လက်ရာတွေဖန်တီးကျင်တဲ့သူ သူ့ရဲ့ပထမဆုံး American လက်ရာဖြစ်တဲ့ Van Vier Institute ကိုတော့1983ခုနှစ်ထိလက်ဆမတက်နိုင်ခဲ့ဘူး။ဒါပေမဲ့သူ့ရဲ့ Master ပြီးတော့ဖြစ်ခဲ့တယ်။ဦးလေးအားဘူခန်ဝေါ်ချွတ်တက်စခန်းကနေလွတ်လာသူဦးလေးရဲ့ဇနီးနဲ့ကျမကိုရန်ကလည်းညဟောင်းကနေလွတ်မြောက်လာကြသူတွေပါ။ ဖီလာဒေးဗီးယားနေဆက်ကဖန်ဗီယန်ဆာဝူဟာဘူခံဝေါ်ချစ်စခန်းမှာဦးလေးနေထိုင်ခဲ့ရတဲ့အချိန်တွေချစ်စနီနဲ့ကင်းကွာနေရတဲ့နတ်ဆိုင်နဲ့ခန်းစားချက်တွေကိုကိုစားပြုတယ်ဒီဖိတုကကချွေးတက်စခန်းကလုံပိတ်ခန်းတွေကိုပြန်ပြီးမြင်အောင်စေတယ်အပေါ်ဘက်မီတာ20ကွာကခတ်သေးသေးမှန်လင်းကွက်လေးတွေကတော့ရှင်သေးကလွတ်လပ်တဲ့အတွေ့အခေါ်ကိုကိုစားပြုတယ်မြဲကန်ကကြီးမားတဲ့ဒုက္ခတွေကိုပြန်လည်အမှတ်ရစေတဲ့ဖိတုကလက်ရဖြစ်တယ်ဦးလေး ်တချိန်ကစစ်တမ်းကြောင့်ဂျမစွန့်အသူသူစကားမပြောနိုင်ဖြစ်သွားတဲ့အချိန်တော့ကဦးလင်းနဲ့အန်ဒီအရိုဆက်တို့ကဂျမကိုစားစကားတွေကိုပြောပေးခဲ့တယ်။အခုတော့ဦးလင်းကိုစားဂျမစကားပြောပေးနေရတာသိတ်ကုန်ယူပါတယ်။ပြိတ္တများရှင်ဦးလင်းပြောနေကြစကားတစ်ခုရှိတယ်။အဲ့ဒါကတော့ခီးကအထိကမဟုတ်ဘူး။ပန်းတိုင်ကသာအရေးကြီးပါတယ်ကဲ့။ ဤစကားဟာနိုင်ငံတကာရုပ်ရှင်စု nomination 169ခုဝင်ခဲ့ပြီးစုပေါင်း64စုရရှိထားပါတယ်။ Oscar ဆုနေတဲ့ Best Cinematography, Best Score, Best Lead Actor စုသုံးစုကိုရရှိထားပြီး American Film Institute က2024အတွက်အကောင်းဆုံးရုပ်ရှင်ဆယ်သားမှာစာရင်းထည့်သွင်းထားခဲ့ပါတယ်။သူကြဆုံးကတော့အကောင်းဆုံးအမျိုးသားဆုဆောင်စုရရှိခဲ့တဲ့ Adrian Nicholas Brody ပဲဖြစ်ပါတယ်။ အကောင်းဆုံးဆက်ဆောင်စုနှစ်ကြိမ်ရရှိထားလို့ထူးကြတယ်ဆိုရင်တော့သူထက်အကြိမ်ရထပိုများတဲ့လူပညာရှင်တွေရှိသေးလို့ဒါကမဆန်းပါဘူး။ဘာကထူးနေတာလဲဆိုတော့ Nicholas Brodia နှစ်ထောင်နှစ်ခုနှစ်မှာ Director Roman Polanski ရခဲ့တဲ့ The Pianist ဆိုတဲ့စကားမှာလည်းအကောင်းဆုံးမျိုးသားပြဆောင်စုကိုဘယ်မှချင်းရရှိခဲ့ပါတယ်။သူ့ရရှိတဲ့အချိန်ကသူ့တက်က29နှစ်သားရှိသေးလို့ Oscar သမိုင်းမှာအကောင်းဆုံးဇာတ်ဆောင်စုရရှိကြသူတွေတက်ကအငယ်ဆုံးဖြစ်အခုချိန်ထိမှတ်တမ်းဝင်နေစေပါ။ဒီထက်စံကြေတာက Oscar နဲ့ကန်ဆက်တဲ့သူ့ရဲ့ဇာတ်ရမှာသူညီတဲ့အချက်တွေပါပဲ။2002ခုနှစ်ကသူစုရခဲ့တဲ့ဇာတ်က The Pianist 2025မှာတော့သူစုရတာက The Brutalist အတန်းထွက်ခြင်းကခက်စစ်စင်နှကားစလုံးဒီနဲ့စပြီးနောင်လွေကြီးပဲနှကားစလုံးဂျာမနီနာဇီရဲ့လက်အောက်မှာဒုက္ခပင်လယ်ဝေခဲ့တဲ့ဇက်ကောင်တွေကြီးပဲနှကားစလုံးမှာနာဇီတွေရဲ့လက်အောက်ကအသက်ရှင်သွတ်မြောက်သူတွေကြီးပဲဖြစ်နေတယ်လို့ဇလန်းဆုံးတဲ့အထိအသက်ရှင်ကြင်ရစ်ခဲ့သူတွေလည်းဆက်ဖြစ်နေပြန်တယ် The Pianist မှာ Poland Jew စန်ဒီယာပညာရှင် ်အခု W Dennis မှာ Hungarian Jew ဂရိသူကပညာရှင်အခု W Dennis ကမှာသူရတဲ့အကောင်းဆုံးဆက်ဆောင်စုပါဝင်တခြားသူတွေရတဲ့စုမစုကိုပေါင်းလိုက်ရင်စုစုပေါင်း၃စုရပါတယ် the pianist စကားတော်ကလည်းအကောင်းဆုံးမျိုးသားဆက်ဆောင်စုတခြားသူတွေရတဲ့အကောင်းဆုံး driver စုအကောင်းဆုံးဇနီးစုဆိုပြီး စုသုံးစုရခဲ့တာချင်းလဲတူနေတယ် ဒါကြောင့်နီကိုလတ်စ်ဘရူဒီဟာနာဇီတွေလက်ထက်မှာဒုက္ခပင်လယ်ဝေးတဲ့ဇယုံနဲ့သူ့ဆောင်ရတိုင်းအော်စကာဆုနဲ့ကန်ဆက်နေတော့တာပါလားလို့တော့ကြမ်းကြမ်းဖက်ဖက်တွေးမိလိုက်ပါတော့တယ်။ကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။